မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မမော်မြို့အခြေစိုက်စစ်ကောင်စီရဲ့အမြောက်တပ်အပါအဝင်တိုက်ရင်နှစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီလ2ရက်နေ့ညနေပိုင်းမှာပိမ့်ပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်မြို့သိမ်းတိုက်ပွဲကိုဖော်ဆောင်နေတဲ့ KIA ပူးပေါင်းတပ်ကဖေဖော်ဝါရီလ2ရက်နေ့မနက်အစောပိုင်းမှာထိုးစစ်အရှိန်ကိုမြှင့်တင်ပြီးတော့လက်ကျန်စစ်ကောင်စီတပ်များကိုတိုက်ခိုက်ခဲ့ရာညနေ4နာရီခွဲအချိန်ကမှအမှတ်366အမြောက်တပ်ရဲ့အမတ်တ366ကို တိမ့်ပိုင်နိုင်ငံချင်းဖြစ်တယ်လို့ကချင်သတင်းရင်းမြစ်ကအသိပေးထားပါတယ်။မမော်မှာရှိတဲ့အမှတ်366အမြောက်တပ်ရင်းဌာနချုပ်နဲ့အမှတ်နဲ့လျှက်စစ်နဲ့စစ်မှုအင်ဂျင်နီယာတပ်ကိုအပိသက်တိမ့်ပိုင်ရရှိခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းရရှိခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း KIA ရဲ့သတင်းရင်းမြစ်တအုပ်ကတိမ့်ပိုင်ရရှိတာဟာမှန်ကန်ကြောင်းအတည်ပြုထားပါတယ်။အသေးစိတ်အခြေအနေများကိုဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်။အခုတိမ့်ပိုင်ရရှိခဲ့တဲ့အမြောက်တပ်ဟာစကခ21အနီးမှာတည်ရှိတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ဆုံးပတ်ကလည်း KAI ကစကခ27အနီးမှာရှိတဲ့တန်ချက်ကတိုက်ရင်နဲ့လေရင်ခွဲစစ်ဘက်ရေးရလုံခြုံရေးတပ်စုအပါအဝင်စစ်ကောင်စီတွေတဆွဲရနေရာများကိုသိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗါရယ်အဲ့ဒီအချိန်ကလည်းအမတ366မှာရှိတဲ့စစ်ကောင်စီရဲ့လက်နက်ခဲယမ်းတူလောင်ယုံ KIA ရဲ့လက်နက်ကြီးထိမှန်ပြီးတော့မိလောင်ပျက်စီးခဲ့တယ်လို့ကချင်စီရဲသတင်းအရင်းမြစ်ကပြောပါရယ် KIA ရဲ့ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့တန်ချက်ကားကားရှစ်စီးထက်မနည်းနဲ့စစ်တုံးဘန်းများလက်နက်ခဲယမ်းများကိုလည်းရရှိထားတယ်လို့သိရပါရယ် KIA ဟာ2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာဗမော်မျိုးသိန်းစစ်စင်ရဲကိုစတင်ခဲ့ရာတိုက်ပွဲနှစ်လနီးပါးကြာမြင့်နေပြီဖြစ်ပြီးတော့စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူ drone လက်နက်ကြီးများနဲ့ခုခံလျက်ရှိတယ်လို့သိရပါရယ် ဗမော်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့နှစ်ဖက်ထိခိုက်ကြာဆုံးမှုတွေလည်းများပြားတယ်လို့ကချင်စီရဲသတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တရချောင်းမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်ဖွဲ့များက၃ချိန်ထက်မနည်းကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၆ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တင်းနေတိုင်းဒဝေခရိုင်တရချောင်းမြို့နယ်အတွင်းကို၂၀၂၅ခုနှစ်ဇန်နဝါရီလ၁၄ရက်နေ့ကစတင်ပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်များကိုဒဝေခရိုင်တပ်ပေါင်းစုနဲ့ဒဝေခရိုင် drone တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့၃ချိန်ထက်မနည်းကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ ကြားချက်တိုက်ပွဲများအတွေ့မှာစစ်ကောင်စီတပ်သား6ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒဝဲခရိုင်တပ်ပေါင်းစုမှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနရဲ့ညွှန်ကြားမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်မတော်ဒဝဲခရိုင်အမှတ်1တိုက်ရဲအမှတ်2တိုက်ရဲနဲ့ဒဝဲမြို့နယ်တရချောင်းမြို့နယ်လောင်းလုံးမြို့နယ်ရည်ရွယ်မျိုးနယ်မှာရှိတဲ့မျိုးနယ်အလိုက်ပြည်သူ့ကာကွယ်အဖွဲ့ပကဖများပါဝင်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မှာဘရိတ်ပေါက်လာတဲ့စစ်ကောင်စီကားတွေကအယက်သားကားတွေကိုဝင်းတိုက်မိပြီးတော့စစ်သား၄ယောက်နဲ့အယက်သား၂ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၁ရက်နေ့မနက်အစောပိုင်းမှာမုံရွာမြို့ကနေသခိုင်းတပ်မ33ကိုထွက်ခွာလာတဲ့စစ်ကောင်စီရဲ့တပ်များကကား3စီးဟာကောင်းမှုတော်ဖျားဝင်ပေါက်အနီးမှာအရှိန်မထိန်နိုင်ပဲနဲ့ခရီးသွားကားနဲ့လဲထွန်ဇက်တို့ကိုဝင်ရောက်တိုက်မိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအတွက်စစ်ကောင်စီရဲ့တပ်များကကား2စီးဟာစုပ်ပြတ်သွားခဲ့ပြီးတော့ကားပေါ်မှာပါလာတဲ့ စစ်သား၄កောင်တင်ဆုံးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်ထိခိုက်ဒဏ်ရာပြင်းထန်တဲ့စစ်သား၈កောင်ရှိပြီးတော့လေထုံဆက် မောင်းတင်သူနဲ့ခီးသွားကား driver လည်းအခင်းဖြစ်ပွားရနေရာမှာတင်ဆုံးသွားတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ၁ရက်နေ့မနက်၁၀နာရီလောက်ကဖြစ်တာပါ။ကောင်းမှုတော်ဖះမုတ်ပေါက်နဲ့ပေ300လောက်အကွာမှာဖြစ်တာလို့ပြောလို့ရတယ်။ စစ်တပ်တံပြားကာက3စီးကမုံရွာဘက်ကနေသခိုင်းတက်မှ33ကိုလာတာအဲ့ဒီမှာကားနှစ်စီးကဘရိတ်ပေါက်ပြီးတော့အရှိန်မထိန်နိုင်ပဲခီးသွားကားနဲ့လဲထုံဆက်ကိုဝင်တိုက်တာစစ်သားတွေလည်းသေးတယ်လဲထုံဆက်သမားနဲ့ကားသေးမောင်းတဲ့သူလည်းသေးပါတယ်နောက်ထပ်ကြားတအူးမတအူးလည်းစိုးရင်ရတယ်လို့ The Voice of Wallet Media ကတာဝန်ရှိသူကပြန်လည်ပြောပြထားပါတယ်အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်သားတွေကစစ်ကားအတိုက်ခံရတဲ့လဲထုံဆက်နဲ့ ပြည်သူပိုင်းခရီးသွားကားသေးတို့ကိုအတင်းအဓမ္မတင်စီသွားတယ်လို့သိရပါဗျ။သခိုင်းတက်မှ33ကိုအင်အားဖြည့်နေတဲ့သဘောထားတော့မသိဘူး။စစ်ခွေးတွေကတော့မကြမကြမုံရနာမခနဲ့တက်မှ33ကိုခောက်တော့ခောက်ပြန်သွားသွားနေကြတာတွေ့တယ်လို့ The Voice of Wallet Media ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ဒါအပြင်စစ်ကောင်စီတပ်ကသခိုင်းမြို့နယ်လူငယ်လူရွယ်တွေကိုအမျိုးသားအမျိုးသမီးပါမချမ်းနေတိုင်းလိုလိုပေါ်တာဆွဲဖမ်းဆီးကသခိုင်းတက်မှ33ကိုပို့ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းပသိမ်မြို့နယ်နဲ့ရေကြီးမြို့နယ်တို့မှာရှိတဲ့အကြံပတ်ဆက်တဲ့ရခလိုက်ရ၁၁တိုင်ရအမတာ၃၄၄တိုင်ရနဲ့လေ့ကျင့်ရေး၆ကအရာရှိအပါအဝင် စစ်ကောင်စီတပ်သား32ဦးထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ31ရက်နေ့ပသိမ်မြို့နယ်မှာရှိတဲ့ခြေလင်းတိုင်ရင်ခလိုက်ရ71ကအရာရှိအပါအဝင်တပ်သား14ဦးနဲ့ရေကြီးမြို့နယ်မှာရှိတဲ့အမှတ်344အမြောက်တပ်ရင်းကတပ်ချက်အပါအဝင်တပ်သား12ဦးဟာလက်နက်များကိုယူဆောင်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားများဟာရွှေတောင်ရံမြို့ဝက်သိမ်ဘက်နဲ့ရေကြီးမြို့နယ်မဲဆယ်လီကုန်း ကုန်းကြီးဘက်မှာရှိတဲ့ရှေ့တန်းစခန်းများကထွက်ပြေးသွားခြင်းဖြစ်ပြီးတော့၎င်းတို့ကိုကြံရှိနေတဲ့စစ်ကောင်စီတပ်သားများကလိုက်လံရှာဖွေရဲခြင်းမရှိဘဲမြို့အထွက်ဂိတ်များမှသာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ခလာရ71ကအရာရှိအပါအဝင်14ဦးနဲ့အမတ်တ34ကတက်ချက်အပါအဝင်12ဦးထွက်ပြေးသွားတယ်လို့သိရတယ်။သူတို့ကရွှေတောင်ရံမြို့ကဝက်တေဘက်နဲ့ရေကြီးမြို့နယ်မဲဆယ်လီကုန်းကုန်းကြီးဘက်တွေမှာရှိတဲ့ရှေ့တန်းစခန်းတွေကနေပြေးတာလို့သိရတယ်။လက်နက်တွေလည်းပါသွားတယ်။ရှေ့တန်းမှာထွက်ပြေးတာဖြစ်တဲ့အတွက်နောက်ကနေလိုက်မရှာရဲဘူးလို့လည်းသိရတယ်။ ချောင်းသားဘက်ကိုပြေးတယ်လို့သတင်းရလို့ဆိုပြီးမြို့အထွက်တွေကိုစစ်ဆေးတာတွေလုပ်နေတယ်လို့ဒေသတွင်းသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်အလားတူပဲဇန်နဝါရီလ31ရက်နေ့မနက်၄နာရီခန့်ကလည်းပသိမ်မြို့မှာရှိတဲ့အမှတ်6စစ်အခြေခံလက်ကျင်ရေးတပ်ကတပ်သားတက်5ဦးဟာထွက်ပြေးသွားတဲ့အတွက်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကစိုင်းကဲများနဲ့ဇင်းပြုံကုန်းကျေးရွာအထိကိုလိုက်လံရှာဖွေတော်လဲလက်ရှိအချိန်ထိကိုပြန်မတွေ့သေးဘူးလို့ပြောပါတယ်။ဒါအပြင်ဘကိုးတိုင်းမင်းလာမြို့နယ်မှာလည်းအကြမ်းဖက်စစ်သား၃ဦးထွက်ပြေးသွားတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကဘကိုးရုံးမှအတွင်းကိုတောင်းနှင်းရှာဖွေနေတယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။ ဖေဖော်ဝါရီလတရက်နေ့မှာမင်းလာမျိုးနဲ့အတွင်းအကြမ်းဖက်စစ်တပ်ကစစ်သား3ဦးဟာလဲထွက်ပြေးသွားတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားများကဘကိုးကျိုးမှာအတွင်းတောင်းနှင်းရှာဖွေမှုများလှုံ့ဆော်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်ထိထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများကိုရှာဖွေနေဆဲဖြစ်တယ်လို့ပြောပါတယ်။ဘယ်စခန်းကထွက်ပြေးလာလဲတော့မသိဘူး။မင်းလာမျိုးနဲ့အပိုင်တွေကဘကိုးကျိုးမှာအဆက်မှာစစ်ခွေးတွေရှာနေကြတာပဲ။အခုတည်းကတော့မတွေ့သေးဘူးလို့ပြောတယ်။လက်နက်တွေပါမပါတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းစားတောင်မြို့ရဲစခန်းနဲ့စာတင်ကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်တပ်ဘက်ကတအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ February 1ရက်နေ့မှာစားတောင်မြို့ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံသီး၅လုံးကျဲချခဲ့ပြီးတော့စာတင်ကျောင်းအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလည်း drone နဲ့ဘုံသီး၃လုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စာတင်ကျောင်းအတွင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတအုပ်သေးဆုံး No vale, lo tío, vale. Eh? bien. အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း87မမလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ Royal Falcon အဖွဲ့ကပြည်သူလူထုနဲ့အတူရပ်တည်ပြီးတော့စစ်ခွေးအာဏာသိမ်းမှု၄နှစ်ပြည့်တဲ့အထိမ်းအမှတ်အဖြစ်နဲ့စစ်ခွေးတွေနဲ့စစ်ခွေးနောက်လိုက်တွေတပ်ဆွဲထားတဲ့စားတောင်ရဲစခန်းနဲ့စာတင်ကျောင်းတွေကို drone နဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ရဲစခန်းတွေကို၅လုံးကျဲချပြီးတော့စာတင်ကျောင်းတွေကပြူခွေးတွေကိုတော့၃လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။စစ်ခွေး၄កောင်အထိကိရှိပြီးတော့စာတင်ကျောင်းတွေကစစ်ခွေးတစ်កောင်ကတော့တေဆုံးနိုင်ပါတယ်လို့ Royal Falcon င် Guerrilla Force စားတောင် Falcon အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Ryan Falcon Guerrilla Force စားတောင် Falcon Phoenix စကိုင်း Unicorn Guerrilla Force နဲ့စကိုင်းခရိုင်အမှတ်ခွန်တပ်ရင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းစိတ်ဖြူမြို့နယ်ဆိုင်ကောင်းရွာကိုအကြမ်းဖက်ဆက်တက်ကဆက်တက်လေထီးများနဲ့ဘုံကျဲပြီးတော့မြေပြင်စစ်ကြောင်းကနေလဲရွာလုံးကျွတ်မိရှုပ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ2ရက်နေ့မှာစိတ်ဖြူမျိုးနဲ့ဆိုင်ကောင်းရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစ22ကစစ်တပ်၄ထီးများနဲ့ဘုံးကျဲတိုက်ခိုက်ပြီးတဲ့နောက်မြေပြင်ကနေလဲအကြမ်းဖက်စစ်တပ်ကကျေးရွာကိုဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကျေးရွာအတွင်ဝင်ရောက်စီးနင်းပြီးတဲ့နောက်ရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာကျေးရွာနေပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကပြည်သူပိုင်တဲတိုက်များကိုလည်းမိရှုဖျက်ဆီးခြင်းများကိုဇက်တိုက်လုံဆောင်နေတယ်လို့သိရပါတယ်။ ဆိုင်ကောင်းရွာကိုကပ္ပစ22ကစစ်ခွေးတွေကစက်တက်၄ထီးတွေနဲ့ဘုံကျဲပြီးတော့ရွာထဲကိုဝင်းအောင်စီးနေပြီးတော့မိရှုံနေတာပါရွာလုံးကျွတ်မိရှုံဖြတ်စီးခံလိုက်ရပါတယ်နေအိမ်တစ်လုံးပဲအကောင့်တိုင်းကျန်တယ်လို့သိရတယ်ပြည်သူတွေအကုန်လုံးကတော့ထွက်ပြေးတိမ်းရှောင်နေရတယ်ပြည်သူတွေကတော့အထီးကမရှိပါဘူးလို့ဒေသနေပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အဲ့ဒီဆိုင်ကောင်းရွာဟာကျေးရွာအဖြစ်နဲ့စပြီးတော့တည်ထားတာဟာမကြသေးပဲရွာထဲမှာအင်ဂျင်30ခန့်သာရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကအတရားတမပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့စစ်မှုထမ်းတပ်သားတအူးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ20ရက်နေ့မှာရွှေဘုံမြို့နယ်တိုက်နယ်အမှတ်6နယ်မြေအတွင်းအကြမ်းဖက်စစ်တပ်ကအတရားတမပေါ်တာဆွဲဖမ်းဆီးစုဆောင်းခံရတဲ့ခမာယာဆက်နဲ့ချင်းမြတ်တရင်ကစစ်မှုထမ်းတပ်သားတအူးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတအူးဟာ MA3 တနတ်တလားជីပေါက်၄ခု 5.56G 108တောင်းလက်ပြုံ၄လုံးတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့တပ်သားတက်ကိုဂုံပြုစုငွေချင်းမဲ့ပေးသွားမှာဖြစ်ပြီးတော့လူအခွင့်ရေးနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်အာဏာရှင်အမြင့်ဖြတ်ရေးအရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်များပြူစောထီးများအနေနဲ့လည်းအမြန်ဆုံးအလင်းဝင်ရောက်ကြရန် ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကပြောဆိုထားပါရယ်အလားတူပဲသခိုင်းတိုင်းကလေးမြို့တာဟန်းလှုပ်ရှားရဲကင်းစခန်းကစစ်ကောင်စီတပ်သားတအုပ်ဟာလည်းအလင်းဝင်ရောက်ခဲ့ကြောင်း CDF Civic Defense Military CDMC ရင်းကပြောဆိုထားပါရယ်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားဟာအသက်25နှစ်အရွယ်ဘူးထန်းကွီဖြစ်ပြီးတော့ပလောဝါမြို့နယ်ဟိုင်းကျူးရွာမှာနေထိုင်သူဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ